ငပီးရီချောင်းမီတရက်ကို3-5ကျော်ဝင်ခဲ့နေရဲ့စိတ်လီအောင်ချက်အေးမင်္ဂလာပါပရိသတ်ကြီးငပီးရီကမြန်မာလူမျိုးတွေရဲ့အကြိုက်ဆုံးစားဆရာတွေမှာပါဝင်တာကြောင့်မြန်မာနိုင်ငံကငပီးရောင်းတဲ့သူတွေလည်းနေချိန်ရောင်းရပါတယ်အောင်ချက်ရငပီးရီကိုစိုက်တဲ့သူဖြစ်တာကြောင့်ငပီးရီကျော်ကိုငရုတ်တိမုံနဲ့နေပြီးအတုံးမြုံမျိုးစုံနဲ့စားပြလိမ့်ရှိပါတယ်အောင်ချက်ရငပီးရီကျော်နဲ့ထမင်းကို အားရပါရစားပြတတ်တယ်လို့ သူစားတဲ့ငပိကိုလည်းရောင်းချပေးနေသူ့ရဲ့ဝင်ငွေကတော့မထင်ထားလောက်အောင် များပြားနေပါတယ်အချို့တွေကငပိရဲ့ရောင်းတာကိုအထင်သေးချင်ကြတာကြောင့်အောင်ချမ်းရဲ့ငပိရဲ့ရောင်းရဝင်ကတရက်ကိုတော့3-5ကျော်ရှိရလို့ဆိုပါတယ်ဒီဝင်ငွေကတလားတာရောင်းရတဲ့ဝင်ငွေမဟုတ်ပေတရက်တော့အ ਨੇ စုံရတဲ့ဝင်ငွေဖြစ်တယ်လို့ဆိုပါတယ်သူစီးနေရဲ့တင်းထောင်ချီတန်းကားကြီးတွေကလည်းငပိရောင်းတဲ့ဝင်ငွေနဲ့ဝယ်ထားခဲ့တာပေါ့အောင်ချမ်းရဲ့က ချက်မင်းနဲ့ငပိအချိုကိုစားပြတ်တက်ပြီးသူစားပြတဲ့ပုံစံကလည်းစားချင်စရာကောင်းတာကြောင့်သူစားတဲ့ငပိအချိုကိုတကူတကောဝယ်စားကြပါရည်ငပိအချိုတွေကိုဘူးရည်နဲ့ထည့်ရောက်နေပြင် ငရုတ်သီးလုံးမကိုပါထည့်သွင်းရောက်ချပါရည်သူရဲ့ငပိရည်နဲ့ငရုတ်သီးမောင်ကမြမတနိုင်ကလုံးနဲ့ကိုပို့ဆောင်ပေးရမကနိုင်ငံเจ้าကိုပါပို့ပေးပါရည်ပြည်ရဲ့ရောင်းကလည်းကောင်းသလိုထားနိုင်ငံကိုလည်းတရတရငပိအချိုပိတ်တာနဲ့ချပြီးတော့တင်ပို့နေပါရည်ဒီဝင်ငွေနဲ့ပဲ အောင်ချိုင်အေကရက်တိမြာဖြစ်ပြီးကိုယ်စက်လက်တွေကိုလည်းပေးထားပါသေးတယ်။သူ့ရဲ့ငပိရေကအခြားသောဓာတ်ကြီးတွေထက်ရောင်းဝကောင်းနေုံမကထိုင်းနိုင်ငံမှာပါစားသုံးကြတဲ့အထိအာမခံထားပါတယ်။တချို့တွေကတော့တရက်ကိုငပိရောင်းရောင်းဝေးသိန်းငါရတယ်ဆိုတာကိုမယုံကြပါဘူး။တနိုင်ကလုံးကငပိနဲ့ငပိတွေကိုဒီလောက်စားနေရင်ကြောက်ကရောကဖြစ်မှာကိုတော့စိုးရိမ်နေကြပါတယ်။ဒါပေမဲ့လေအောင်ချိုင်ရဲ့ဝင်ငွေကတော့တရက်ကိုတော့သိန်း900ရှိနေရပါ။တလောက်ကို တိန်တောင်းကျော်ဝင်ရှိပြီးဒီဝင်ကငပိရောင်ရောင်ကြီးတီးတက်ဖြစ်တဲ့ပြင်အချားဝင်ကလေးလည်းမပါဝင်ပါဘူးအောင်ချန်အေးရဲ့တလတာဝင်ကလေးကိုကြည့်ပြီးပြိတ္တတွေကအံ့ဩနေကြသလိုအခွန်မဆောင်ရဘူးလားဆိုတာကိုလည်းသိချင်နေကြပါတယ်အောင်ချန်ရဲ့ဝင်ကကတော့နာမည်ကြီးရဲ့ရုပ်ရှင်မင်းတောင်မင်းသမီးထက်ဝင်ငွေကောင်းနေပြီးဒီပမာဏကအံ့ဩလောက်ဆရာဖြစ်ပါတယ်အောင်ချန်အေးရဲ့ငပိကရောင်းရတယ်ဆိုပေမဲ့လေသူ့ရဲ့ငပိကငန်ရဲ့အကြောင်းနဲ့ငရုတ်တီးဖက်ကြီးတွေက ြီးနေအကြောင်းကိုလည်းမကြခနာအပြောခံရပါတယ်။ဒါပေမဲ့အောင်ကြအေးကတော့တေချာဖြစ်ရှင်ထားပြနေမှာသူ့ရဲ့ငပေချောင်းကတရက်ကိုသိန်း900ရှားချောင်းကိုထုတ်ပြောလိုက်တာပါ။သူ့ကိုတော့အကြွားတန်နေလို့ထင်ကြပေမဲ့အောင်ကြအေးအတွက်တော့ပညာရေးအားနည်းပေမဲ့တလောက်ကိုသိန်းတထောင်ကျော်ရှားနေတာကဂုံစားတစ်ခုဖြစ်နေပါတယ်။ပညာကိုကောင်းစွာမတင်ယူခဲ့ရပေအလိုမျိုးစုံလုပ်ပြီးဘဝကိုပြင်ပပန်းဖြတ်တန်းရတဲ့အောင်ကြအေးကအခုတော့နာမည်ကြီးပြီး အောင်မြင်တဲ့သူတရားဖြစ်နေပါပြီ။စူးစမ်းအထမှုရှိရင်တော့အများအကြလိုက်အောင်ဝင်ငွေဆောင်နိုင်ကြောင်းကိုအောင်ချင်ကတွေ့ဝက်ပြီးဖော်ပြလိုက်တာပေါ့။ငါပြည့်ရချောင်းမီတရက်ကိုသိန်း900ဝင်ငွေနဲ့အောင်ချင်ကိုပြိသက်ကြီးရောအားကျနေပြီလားဆိုတော့ပြောပြခဲ့ပါဦးနော်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းထားလိုက်ပါစေ။အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါဦးနော်။ အဆုံးထိကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တယောက်ချက်တန်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါပါစေရှင်။